မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match 26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဝိုင်းမော်မြို့နယ်မြေကြီးနားဝါရှောင်းလမ်းမှာရှိတဲ့လမ်းမြန်ချေးရွာမှာစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လမ်းမြန်ချေးရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့ KIA တို့ဟာမတ်လ24ရက်နေ့မွန်းလွယ်နှစ်နာရီခန့်ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံများစီကသိရပါတယ်။ဝိုင်းမော်ရဲကိုစစ်ကြောင်းထုတ်ဖို့စစ်စင်ရေးတွေကိုမတ်လဒုတိယဘက်လောက်ခရဲကစစ်တပ်ကလုံလာတာပါ။မနေ့ကတော့ထိတွေ့တိုက်ပွဲပြင်းထန်တဲ့လေကြောင်းကနေကျဲဖို့အထိလု က်လာတာတွေ့ရတယ်လို့ဝိုင်းမော်ဒေသခံတဦးကရှင်းပြထားပါတယ်တိုက်ပွဲဖြစ်ပွားရနေရာကိုစစ်ကောင်စီရဲ့ဒေသခံအခြေစားခလိုက်ရ58ကနေပြီးတော့လက်နက်ကြီးပစ်ကူများပေးနေပြီး လေရင်နဲ့လဲစောင့်ကြည့်ပြန်တန်းတွေကဘရိုးများလွတ်ပြီးတော့ကေးထောင်နေတယ်လို့စီရေးသတင်းအေးမေကပြောပါရယ်ပြီးခဲ့တဲ့မက်ချ်လာ21ရက်နေ့နဲ့22ရက်နေ့တွေကလည်းလမြန်ချေးရွာအနီးမှာပဲစစ်ကောင်စီနဲ့ KIA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါရယ်ဒါ့အပြင်ဖားကန်မြို့နယ်လဝါချေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ KIA တို့ဟာမက်ချ်လာ25ရက်နေ့နေ့လယ်ပိုင်းအထိကိုတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေတဲ့အတွက်ဒေသခံများဟာတိတ်ဆောင်နေရတယ်လို့သိရပါရယ်25ရက်နေ့နေ့လယ်ပိုင်းအထိကိုတိုက်ပွဲတွေပြင်းထန်နေပါတယ်လဝါဘက်ကတော့အဖြတ်အတန်းတွေမလုပ်စေ ခြင်းဘူးအကုန်ပိတ်မိနေမယ်လက်နက်ကြီးတွေနဲ့ပါပြစ်နေကြတယ်လို့ကချင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်လီဒိုလမ်းမကြီးပေါ်မှာရှိတဲ့လဝါရွာမှာပြီးခဲ့တဲ့မက်လ22ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီနဲ့ပြည်သူ့ဆက်များဝင်ရောက်တပ်ဆွဲအခြေပြုနေထိုင်နေကြခြင်းဖြစ်ပြီးအဲ့ဒီကြီးရွာကြီးဟာဖားကန့်ကာမိုင်းလမ်းမိုင်းနဲ့မိုးကောင်းနံပါတ်1မယံခရောင်လမ်းဆောင်မှာတရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းပြည်မျိုးအုံတော်လမ်းမှာဘုံမူးအောင်မိုးသူရောက်ရှိနေတာကို PDF နဲ့ AA တပ်ဖွဲ့ဝင်များရောက်နေတယ်ဆိုပြီးတော့သတင်းမှာပေးမှုကြောင့်အချင်းချင်းမှားရွေးပိတ်ခတ်ပြီးတော့ဘုံမူးအောင်မိုးသူတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်စလာ၂၄ရက်နေ့မနက်တနားကအချိန်မှာပြည်မျိုးအုံတော်လန်အတွဲမှာရှိတဲ့နေအိမ်တစ်လုံးထဲမှာအေအေနဲ့ PDF တပ်ဖွဲ့များဝင်ရောက်တဲခုနေတယ်ဆိုတဲ့သတင်းကြောင့်အကြမ်းဆက်ကောင်စီတပ်သားများကဝင်ရောက်စီးနှင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်မှုအတွဲမှာအဲ့ဒီနေရာမှာရောက်ရှိနေတဲ့နတ်တလင်းမျိုးရွာမရက်ကွာရွာမလမ်းမှာနေထိုင်တဲ့ဘုံမူးအောင်မိုးသူကိုစစ်ကောင်စီတပ်သားများကမှာရင်ပြစ်ခတ်ခဲ့ပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။သတင်းမှာပေးခံရတာလို့သိရပါတယ်။အိမ်ထဲမှာစစ်တပ်ကဘုံမူးကရှိနေတာကိုအေအေနဲ့ PDF တွေကအဲ့ဒီအိမ်မှာရောက်နေတဲ့ ယ်ဆိုပြီးတော့သတင်းမှပေးလို့ဝင်စည်းပြီးတော့ပြစ်ခတ်တာလို့သိရတယ်ဘုံမူအောင်မျိုးသူကတော့ပြည်စာတိမဟုတ်ပါဘူးနက်တလေးဘက်ကလာတဲ့ဘုံမူပါလို့ဒေတာသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အခုလိုမျိုးမှားရွင်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကအရသာလူငယ်တချို့ကိုဖမ်းဆီးသွားပြီးတော့လက်ရှိအခြေအ ठी ကိုအဆက်အသွယ်တွေပြတ်တောက်နေတယ်လို့ဒေတာကပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်တကားမြို့အနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၁၂ဦးသေဆုံးပြီးလက်နက်ငယ်တပ်လက်နဲ့ကြီးစံများကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂၅ရက်နေ့မနက်အစောပိုင်း၂နာရီ၂၃မိနစ်ခန့်မှာကြောက်တကားမြို့အနီးမှာရှိတဲ့စင်အိုးလဟာကျေးရွာမှာအင်အား50ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ၄နာရီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်သား၁၂ဦးသေဆုံးပြီးတော့၁၅ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာ G3 အမျိုးအစားတနက်တလာ လက်နက်ငယ်ကြီးစံများနဲ့စစ်သုံးပစ္စည်းများကိုလည်းပိတ်ဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ဘက်ကလည်းလေရင်ပစ်ကူများလက်နက်ကြီးများနဲ့အပြင်းထန်ခုခံတိုက်ခိုက်ခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အလုံးစုံသိမ်းပိုင်နိုင်ခြင်းတော့မရှိပါဘူး။သုံးပုံနှစ်ပုံလောက်အထိပဲသိမ်းနိုင်ခဲ့ပါတယ်။မိုးလင်းသွားတော့လေရင်လာပြီးတော့ပစ်ကူပေးတာကိုလည်းခံလိုက်ရတော့ကျွန်တော်တို့တွေပြန်ဆုတ်လာခဲ့ရတာ မနေ့ကညနေကတော့အင်အားတွေထပ်ဖြစ်ထားတာရှိပါတယ်ဒီစခန်းကကြော်ဒကားမျိုးနဲ့အနီးဆုံးစခန်းလို့ပြောလို့ရတာပေါ့မျိုးနဲ့နီးတဲ့စခန်းဖြစ်တဲ့အတွက်သူတို့တွေတော်တော်လေးကိုရုန်းကန်တဲ့သဘောတွေ့ရပါတယ်လက်နက်ကြီးတွေရောလေရင်တွေရောမြေပြင်စစ်ကူအင်အားတွေရောမျိုးစုံပါပဲဒီလိုမျိုးတွေတုံ့ပြန်တာမျိုးတွေရှိပါတယ်လို့အထူးကွန်မန်ဒိုတိုက်ရင် P2914 ကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတက်ခတ်မှုကို view 25တိုင်းစစ်ဌာနဘကိုစစ်စင်ရေးနယ်မြေနဲ့အမှတ်3ခု3ညနဲ့တက်ရင် Spring Warrior Column အထူးကွန်မန်ဒိုတိုက်ရင်နဲ့ KNLA တိုက်ရင်ကိုတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့အများဘက်ကရဲဘော်တအုပ်မြင်းမြတ်စွာကြာဆုံးခဲ့ကတပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေကိုတိုက်တွန်းနေတာကတော့ဘယ်တိုက်ပွဲကိုပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာရှိတဲ့အနီးအနားကကြီးရွာတွေအိမ်တွေကိုစစ်တပ်ကဖျက်ဆီးလေရင်လက်နက်ကြီးတွေနဲ့ပစ်တာတွေကြောင့်လုံခြုံတဲ့ ဘုံကိုကျင်းတွေကိုတိတ်တိတ်ချာချာလေးတူထားကြဖို့ကျွန်တော်တို့ဘက်ကတော့ဖြစ်စေချင်ပါတယ်တချို့ပြည်သူတွေကလည်းလိုက်နာပါတယ်ဒါပေမဲ့တချို့ပြည်သူတွေကလည်းဂရုမစိုက်တာမျိုးတွေတွေ့ရပါတယ်အဲဒါကြောင့်မို့လို့ကိုမိသားစုလုံခြုံဖို့အတွက်ဘုံကိုကျင်းတွေတူထားကြဖို့အတွက်ပြောချင်ပါတယ်လို့အထူးကွန်မန်ဒိုတက်ရင် P2914 ကတာဝန်ရှိသူတူကတိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကူဒါနတ်တလင်းမြို့နယ်လေမာအေးရွာအနီးမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားပြတိုက်ခိုက်ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ24ရက်နေ့မနက်7:00ခန်းမှာနတ်တလင်းမြို့နယ်လေမာအင်းချေရွာကိုအင်အား80နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များကကြားပြတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းကလေမာအင်းရွာအိုးဘုံကုန်းရွာနဲ့ဗန်ဘွေးကုန်းဘက်ကိုနယ်မြေရှင်းဖို့အတွက်တက်လာတာပါ။ကျွန်တော်တို့ကလည်းနယ်မြေအသာစီးရယူပြီးတော့ပျောက်ကြားစနစ်နဲ့ အထိနာအောင်လို့တိုက်ခိုက်နိုင်ခဲ့ပါတယ်ရန်သူဘက်ကအင်အားတာလွန်ပေမဲ့နယ်မြေကျွမ်းကျွယ်မှုနဲ့ရဲဘော်တွေရဲ့အမိန့်နာခံမှုအားကောင်းတာတွေကြောင့် အခုလိုမျိုးအထိနာအောင်လို့တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်အထိနာသွားတဲ့စစ်ခွေးတွေကလယ်မာအင်းရွာတွေကိုပြန်ဝင်သွားပြီးတော့ရွာထဲမှာပတ်ဆဲနေပြီးတော့တနတ်တွေနဲ့ရန်တမ်းပစ်နေတယ်လို့ဗမာ Revolution Army BRA အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်ည9နာရီကမှအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတော်လိုင်းတပ်ဖွဲ့များထောင်ထားတဲ့မိုင်းခွင်းတွေကိုရောက်ရှိလာတဲ့အချိန်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၃ဦးထပ်မံတေဆုံးသွားတယ်လို့သိရပါဗျ။စစ်ခွေးစစ်ကြောင်းကိုအလေးအငိုက်အနီးကဝင်းရောက်ပြစ်ခတ်နိုင်ခဲ့တာပါ။ စစ်ခွေး၃ကောင်သေးပါတယ်နှစ်ကောင်ကတော့ထိခိုက်တယ်ရသွားတယ်အဲ့ဒီနေ့ညပိုင်းမှာပဲကျွန်တော်တို့တော်လိုင်းရဲဘော်တွေထောင်ထားတဲ့မိုင်းခွေးတွေကိုစစ်ခွေးတွေကဝင်လာပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်ဖို့လုပ်နေတုန်းမှာထပ်ပြီးတော့မိုင်းဆွဲတက်ခိုက်လိုက်တာစစ်ခွေး၃ကောင်ထပ်သေးပါတယ်လို့တာယာဝတီခရိုင်တရင်၃ရက်၃ရက်တဲ့တက်ခွဲ၃နတ်ဆက်တီအဖွဲကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတက်ခိုက်မှုကိုတာယာဝတီခရိုင်တရင်၃ရက်၃ရက်တဲ့တက်ခွဲ၃နတ်ဆက်တီနဲ့ တက်ခွဲလေးဘမာ Revolution Army BRA အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီနေ့ညပိုင်းမှာအကြမ်းမဆက်တက်ဆက်ကြောင်းဟာပြည်ပုံရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတယောတဲ့အတွားရာဇသက်ကြီးပုံမှ905ကကြီးနဲ့တရားစွဲဆိုခံထားရတဲ့ငါးမင်းဆွေခေါ်ဦးမင်းဆွေကိုလှိုင်းတရားရုံးကမက်လ25ရက်နေ့မှာထောင်ဒဏ်3နှစ်ချမှတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာ ိုက်ထိုးရဲစခန်းကနေသူ့ကိုလက်ရောက်ဖမ်းဆီးနေပါတယ်ဆိုပြီးတော့ငါမင်းဆွေကိုတိုင် TikTok မှာတင်ခဲ့ပြီးနိုဝင်ဘာလ10ရက်နေ့မှာတော့သူ့ကိုထိထိရောက်ရောက်အေးအေးသွားမယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်ရန်ကုန်လှိုင်မြို့နယ်မှာအမှုဖွင့်ထားတာကြောင့်နိုဝင်ဘာလထဲမှာပဲသူ့ကိုရန်ကုန်ကိုပြန်လွှဲပြီးတော့အင်းစိန်ထောင်မှာထိန်းသိမ်းထားတာတရားရင်ဆိုင်စေခဲ့တယ်လို့သိရပါတယ်ငါမင်းဆွေဟာစစ်တပ်ထောက်ခံသူအဖြစ်နဲ့နာမည်ကြီးသူဖြစ်ကောင်း NLD အစိုးရလက်ထက်2018ခုနှစ်တုန်းကလည်းဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်ခဲ့တာကြောင့်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ဖန်ဆီးခံခဲ့ရဘူးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစိတ်ကူးမြို့နယ်မှာမာလဲနဲ့တောင်ဆယ်နယ်ကျေးရွာ၃ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာအဆောက်အဦအများပြားပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ရှလာ24ရက်နေ့ည7:00နာရီခွဲကနေည9:00နာရီခွဲအချိန်ထိအကြမ်းဖက်စစ်တပ်ကစိတ်ကူးမြို့နယ်မှာရှိတဲ့မာလဲနဲ့တောင်ဆယ်ဇိုက်ချောင်းကျေးရွာထောက်ကြမ်းနယ်ကျေးရွာနဲ့ ကန်တောင်ချေးွာတို့ကိုဂျက်ဖိုက်တာ၅စီးနဲ့လေကြောင်းကနေတက်ခတ်မှုပြုတ်လုခဲ့တယ်လို့သိရပါဗါတယ်။အကြမ်းမဆက်တဲ့ဟာဒေသပြည်သူများအလုလုကန်ရာပြန်စားတာလုပ်ငန်းတချို့ကိုပြင်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ထိခိုက်ဒဏ်ရာရရှိကာပြည်သူပိုင်းအဆောက်အဦများစွာထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီလေကြောင်းတက်ခတ်မှုအတွင်းမှာမပေါက်ကွဲသေးတဲ့လေရင်ဘုံတချို့ကြန့်ရှိနေပြီးတော့ပြည်သူကာကွယ်တပ်မတော်မန္တလေးကပြည်သူများဘေးအန္တရာယ်ထိခိုက်မှုမရှိသေးရန်ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မန်လေရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ထမင်းစားနေတဲ့မိသားစုဝင်၃ဦးစလုံးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ25ရက်နေ့မွန်းလွဲတနားခွဲအချိန်ကမှနထိုးကြီးမြို့နယ်မန်လေရွာကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံနှလုံးချဲချပြီးတော့ရော့ကတ်များနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာနေအိမ်ထဲမှာထမင်းစားနေတဲ့မိသားစုဝင်၃ဦးစလုံးတေဆုံးခဲ့ရပြီးတော့နေအိမ်၃လုံးမိလောင်ပြ ချခဲ့ရတယ်လို့သိရပါတယ်25ရက်နေ့နေ့လယ်တနားခွဲလောက်ကမန်လယ်ရွာကိုစစ်ခွေးတွေက Jet Fighter နဲ့ဘုံတလုံးကျဲစာတိုက်ခိုက်သွားတာပါ Rocket တွေနဲ့ပါပစ်ခတ်သွားတယ်ပြည်သူ၃ဦးဒိဆုံးသွားပါတယ်နေအိမ်တွေလည်းမီးလောင်ပြကျသွားတယ်ဒိဆုံးတဲ့သူ၃ဦးကမိသားစုဝင်တွေပါတမီးမင်းကလေးကငယ်ပါသေးတယ်ထမင်းစားနေတော့ပစ်ခတ်ခံလိုက်ရတာပါခမ်းမန်းကြီးနေအိမ်သုံးလုံးနဲ့မီးလောင်ပြကျသွားပါတယ်သူတို့မိသားစုလေးကတောထဲမှာနေတာပါထန်းတက်သမားတွေပါလို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခမောင်း အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ